Hello အားလုံးပဲမင်္ဂလာပါဘိုးဘွားမချင်းကနေကြိုဆိုပါရစေဆိုတော့အင်္ဂလန်ကတော့ဒါ international break မှာဆိုလို့ရှိရင်နီးပြတိဖြစ်တဲ့ Thomas Tuchel နဲ့ဒါဘယ်လိုပြောမလဲ World Cup qualifying ပွဲကြီးကျွန်တော်ဒါကစားကြတော့မယ်ပေါ့နော်သူတို့ကတော့အုပ်စု K မှာပေါ့ဗျာအုပ်စု K မှာသူတို့တအုပ်စုတွေမှာဆိုလို့ရှိရင် Albania ရှိမယ် Andorra ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်ဒါ Latvia နဲ့ Serbia ဆိုပြီးတော့ကျွန်တော်ရှိတယ်ဒါနော် qualifying ဖြစ်တဲ့အုပ်စုမျိုးပါသူတို့တွေဘာမှသိပြီးတော့မခက်ခဲသင့်ဘူးပေါ့နော်ဒါမျိုးလို့အင်္ဂလန်မှာကျွန်တော်တို့ ဒီဘယ်လိုပြောမလဲ22ရက်နေ့ညပေါ့နော်တနာယီ15လောက်ကနေပြီးတော့သူတို့ကစားမယ်ဒါအယ်ဘေးနီးယားနဲ့ပွဲပါအယ်ဘေးနီးယားနဲ့သူတို့စီမံကစားမယ်ပွဲဒီပွဲမှာကတော့သူသဖြင့်အင်္ဂလန်ပြိသက်တွေအတွက်ကအဲတကယ်စောင့်ကြည့်တင်နေပေါ့နော်ဒါအယ်ဘေးနီးယားလေးနဲ့မူလူတို့သိတယ်မလားနော်ဟိုဘီဟိုလက်ဘီယားလေးနဲ့မူလူတို့တိတ်ပြီးတော့ပွဲတွေကဗျာအမန်ကန်တိတ်ကောင်းတဲ့ပွဲတွေမျိုးမဟုတ်ဘူးဆိုပေမဲ့ဒါစောင့်ကြည့်တင်ပါတယ်သူသဖြင့်တော့နီးပြအစ်စ်ဖြစ်တယ် သူနီးပြဗာသူတို့နဲ့လက်တွဲလာတာကြားလှပြီးဖြစ်တဲ့ Thomas Tuchel ဘာတို့ကိုသူတို့တွေထုတ်ထားတယ် sorry ဗာလေဒီအဲဗာလေ Southgate တို့ဘာတို့ကိုလမ်းခွဲထားပြီးတော့ဂျာမန်နီးပြဖြစ်တဲ့ Thomas Tuchel Champions League ရထားတဲ့နီးပြဖြစ်တဲ့ Thomas Tuchel ကိုသူတို့တွေခန့်အပ်ထားတယ်ဒါဟာအင်္ဂလန်ပြည်သက်တွေကြားထဲမှာအများကြီးသဘောထားကွဲလွဲမှုတွေရှိခဲ့တဲ့ခန့်အပ်မှုပေါ့အထူးသဖြင့်ကျွန်တော်တို့စီမှာတော့တိတ်ပြက်တနာမရှိဘူးဗျာကျွန်တော်တို့စီမှာဆိုလို့ချင်းအများစုကတော့မိမမေဘာလူမျိုးပဲဖြစ်ဖြစ်ဗျာသိတယ်မလားအင်္ဂလန်ကို ဟိုတကယ်သူတို့လူချင်းနဲ့ကမ္ဘာဖလားတွေပါနေအောင်မြင်မှုတွေယူပေးနိုင်စွမ်းရှိတဲ့အရေးချင်းရှိနီးပြเนาะပြီးလို့ရှိရင်ကာရက်ဆောက်ကိတ်တို့ဘာလို့ထက်ပူပူပြီးတော့အများကြီးကောင်းတဲ့နီးပြဆိုလို့ရှိရင်သူတို့ကတော့လူချင်းညတာဒါပေမဲ့သူတို့စီမှာကျတော့တော်တော်လေးတော့ပြဿနာကြီးသွားတယ်ပေါ့ထားပါတော့ဒီအင်္ဂလန်လက်ရွေးစင်ရဲ့နီးပြဖြစ်သူကိုဂျာမန်လူမျိုးကိုခံအပ်လို့သိတယ်မလားเนาะဂျာမန်နဲ့အင်္ဂလန်ဆိုတာကညီကလို့တိတဲ့အတိုင်းပဲတအားကိုတအားအပြိုင်ဆိုင်ပြအမုန်းကြီးလဲအရင်တီးကြတာမုန်းတီးမှုတွေလဲတအားရှိကြတာ ဘောလုံးနေမဟုတ်ဘူးအကုန်လုံးအဲ့လိုပဲဆိုတော့ဒီအင်္ဂလန်သူတို့စီမှာရှိတဲ့လူမျိုးတွေကဂျာမန်လည်းယူဂျာမန်လူမျိုးကိုခန့်တာမကြိုက်ကြဘူးเนาะဆိုတော့မကြိုက်ကြဘူးဆိုတော့တော်တော်ကြီးလည်းပြောကြဆိုကြတာအပြစ်တင်ကြတာတွေလည်းကျွန်တော်အများကြီးရှိတယ်ဗောနော်အဲ့လိုမျိုးဆိုတော့ဗျာကျွန်တော်တို့ဘယ်လိုပြောမလဲအဲတိုမတ်စ်တူချဲအတွက်ကဗောနော်အင်္ဂလန်မှာသူတို့အောင်မြင်မှကိုရမှာမအောင်မြင်တာနဲ့ဒီကောင်ကရှိမှာဘယ်လိုပြောမလဲဟာကာရက်ဆောက်ကေးလောက်တော့မလုံနိုင်ဘူးလို့ဘာလို့ဆိုတဲ့အချို့မျိုးတွေကျွန်တော်တို့လာမှာတိုမတ်တူချဲက မင်းကဘာဘလာရရင်ရရလို့ရှိရင်တော့မင်းဟီးရိုးဖြစ်မှာပဲအေးအဲ့လိုမရဘူးဆိုလို့ရှိရင်တော့မင်းလုံးဝနုံနေဒီကိုနစ်ကြသွားမှာနံပါတ်1အရင်ကတည်းကမုံတီးနေတဲ့သူတွေမုံတီးချင်းခံနေရတဲ့သူတယောက်ဖြစ်တဲ့အတွက်သူတို့လိုချင်တာယူမပေးနိုင်ဘူးဆိုလို့ရှိရင်ရှေ့ရလူတွေတဲ့နှစ်ဆပို့ပြီးတော့ထောင်းပါဗျာနေရရှေ့ရလူတွေတဲ့နှစ်ဆပို့ပြီးတော့ထောင်းပါဂါရက်ဆောက်ဂိတ်တောင်းပါကွာမင်းကလည်း final တက်အောင်လုပ်နိုင်သေးတဲ့ယူရိုမှာနော်နှစ်ကြိမ်တောင်တက်နိုင်ခဲ့တာတူချေဘာမှမဟုတ်ပါဘူးကွာအရင်ကတည်းကမခန့်မှုပြောသားပြပါညာလာကြမှာဆိုတော့ ဒါ error အစ်စ်ပေါ့နော်ဆိုတော့ဒါကြောင့်အင်္ဂလန်ပရိသတ်တွေအနေနဲ့ဒီအင်္ဂလန်ပွဲစဉ်တွေကိုအများကြီးစောင့်ကြည့်တင်နေအဲ Thomas Tuchel လက်အောက်မှာဘာတွေပြောင်းလဲလာမလဲပေါ့တခုရှိတာကတော့ Gareth Southgate လိုမျိုးပုံသေးကြီးတော့မဟုတ်ဘူး Thomas Tuchel ဒီကျွန်တော်ပြောသလိုပဲအင်္ဂလန်လက်ဝီးစဉ်ကြာလို့တိတယ်မလားတမျိုးဖြစ်သွားရင်တော့မသိဘူးအင်္ဂလန်လက်ဝီးစဉ်ဆိုတာကလည်းလူတိုင်းနဲ့အောင်မြင်ခဲ့တာမှမဟုတ်တာနော်အရန်ကြီးကောင်းလွန်ခဲ့ပါတယ်ဆိုတဲ့ကစားသမားတွေနဲ့တော့မှဗျာအင်္ဂလန်လက်ဝီးစဉ်ကြီးမှာကအရန်အောင်မြင်ခဲ့တာမျိုးမှကျွန်တော်မဟုတ်တာ တကယ်သူတို့ရဲ့ golden generation တို့ကတော့မှဘာအောင်မြင်မှုမှမထူးထူးခြားခြားမရခဲ့တာဆိုတော့အင်္ဂလန်လိုအသင်းမျိုးမှာအောင်မြင်မှုရဖို့ကမလွယ်ပါဘူးမလွယ်ပါဘူးဒါအပြင် ego တွေလည်းအရင်များတယ်ပေါ့နော် ego တွေလည်းအရင်များတယ်ဆိုတာလက်ရွေးစင်အသင်းအတွက်ဆိုလို့ရှိရင်ဟိုလူကိုမရွေးလို့ဒီလူကိုမရွေးလို့ငါတို့တင်းရအကောင်ကိုကျတော့မရွေးလို့သူတို့တင်းရအကောင်ကိုကျတော့မရွေးလို့သိတယ်မလားပြီးစုံပေါက်နေတာပဲအင်္ဂလန်မှာက တော့အင်္ဂလန်မှာလေရွေးစင်မှာမပါဘူးဆိုလို့ချင်းဟိုလူကကြတော့ဒီလူကြောက်မပါတာဟုတ်လားအဲ့လိုမျိုးကြီးပြဆိုတော့အရာအလုံးပြဿနာကြီးများတဲ့အင်္ဂလန်ပေါ့နော်အဲ့မှာကအောင်မြင်မှုရဖို့ကမလွယ်ဘူးဒါတောင်မှတော့ဟို Gareth Southgate ကအရင်အကောင်းဆုံးဖြစ်အောင်လုပ်နိုင်ခဲ့တယ်လို့ကျွန်တော်ပြောရမယ်အဲ့လိုအသင်းမျိုးကိုသိတယ်မလားဒီရှေ့မှာဘာမှသိအောင်မြင်မှုထူးထူးခြားခြားနှစ်တည်းအကြ ాయి မယူထားနိုင်ခဲ့တဲ့အသင်းမျိုးကို Euro Final နှစ်ကြိမ်ဆက်လက်တက်အောင်လုပ်ပေးနိုင်ခဲ့တာအင်္ဂလန်မှာဆိုလို့ရှိရင်လည်းကစားရခက်တဲ့အသင်းတင်းတင်းဖြစ်အောင်ဖန်တီးနိုင်ခဲ့တာ ဒါရီယာကောင်းတဲ့ယာယီဆိုအဲ့ဒါကြီးတွေကိုသိုမတ်တူချဲကလိုက်ပြီးတော့လှုပ်ရမှာဒါအပြင်ပူကောင်းအောင်လည်းသူတို့လှုပ်ရမှာဆိုတော့အင်္ဂလန်ပြည်သက်တွေကတော့ဂါရက်ဆောက်သ်ဂိတ်ရှိတုန်းကတော့နီးပြကောင်းနေတာဆိုအင်္ဂလန်ဟာတိတက်ပူကောင်းနေတယ်ဆိုပြီးတော့ယူဆထားကြတာဆိုတော့လက်ရှိတေးကြတာတခုကတော့သိုမတ်တူချဲဒီသူတို့ဒါဂါရက်ဆောက်သ်ဂိတ်ထဲအများကြီးပူပြီးတော့အတွေ့အကြုံရှိတော့အကြီးချင်းကြီးပူကောင်းတဲ့နီးပြပဲပူကောင်းတဲ့နီးပြပဲအဲ့တော့ကျွန်တော်တို့အနေနဲ့သိုမတ်တူချဲရဲ့လက်အောက်မှာအင်္ဂလန်ကိုကျွန်တော်စောင့်ကြည့်ရမယ် ဒါအပြင်ဒါဟာသူပထမဆုံးကင်တွေ့မဲ့ပွဲလေးဖြစ်တော့ကျွန်တော်လည်းပဲဆောင်းဆောင်းနဲ့ဆောင်းကြည့်သွားမယ်ပေါ့နော်ပြီးတာနဲ့ကျွန်တော်ကပွဲကျူပွဲပြီးတွေကျွန်တော်ပြောကြတာပေါ့ဗျာပွဲကျူကတော့မပြောတော့ပွဲပြီးတွေကျွန်တော်ပြောကြတာပေါ့ဆိုတော့ဒါကြောင့်ပေါ့နော်ဒီအင်္ဂလန်မှာဘလူးအပြောင်းလေးတွေသောမတ်စတူချေလောက်လာမယ်ဒါရဲဆောက်ကေရဲ့လက်ထက်တော့က3ဘက်နဲ့ကစားတယ်နော်ဆိုတော့ပြောရတဲ့3 4 2 1နဲ့သူကစားတယ်ပေါ့ဗျာတခါတလေမှာ5 2 3တွေပါတယ်ဖြစ်တယ်ပေါ့ attacking player တွေဒီလောက်များတဲ့ဒီအင်္ဂလန်မှာဘာကြောင့်များ3ဘက်ကစားတယ်လေပေါ့ဆိုတော့သောမတ်စတူချေကလည်းတခုတော့ရှိတယ်သူကလည်း 3ဘက်နီးပြပဲဒါပေမဲ့ तू ကအဲ့တခုတည်းအာသန္တာမျိုးတွေကျွန်တော်မဟုတ်ဘူးသူ့အနေနဲ့ပေါ့နော်ဒီအများကြီးအပြောင်းလဲတွေလုံနိုင်စွမ်းရှိတယ်သူပြသည်လားเนาะအများကြီးအပြောင်းလဲတွေလုံနိုင်စွမ်းရှိတယ်သူเนาะဘာလို့လဲဆိုတော့4ဘက်နဲ့လည်း तू ကစားဘူးတယ်3ဘက်နဲ့လည်း तू ကစားဘူးတယ်သူ့မှာအပြောင်းလဲတွေအများကြီးလုံနိုင်စွမ်းရှိတယ်ဒေါ်မွန်တို့ဘာလို့မာလဲ तू အချင်းကြီးကောင်းမှုတယ် main stone ဘာလို့မာလဲ तू အချင်းကြီးကောင်းမှုတယ်ချယ်လ်စီနဲ့လည်းဥရောပဖလားတွေယူပြခဲ့ဘူးတယ် เนาะ Bayern Munich မှာတော့ထင်တယ်လို့မဖြစ်ခဲ့ပြီးမဲ့လည်းလို့ပေါ့နော်ပြောရလေသူ့မှာကအတွေ့အကြုံရှိတယ်3 back 4 back လို့တို့ပြောင်းလဲကစားနိုင်တယ်လို့ကျွန်တော်တို့အနေနဲ့ပွဲတော်တွင်းမှာလည်း formation တွေကောင်းကောင်းပြောင်းလဲပြီးတော့ထိရောက်တဲ့လူစားလိမ်မှုတွေနဲ့အလုပ်လုပ်နိုင်တဲ့နည်းပြမျိုးပြအတွေ့အကြုံလည်းသူရှိတယ်ဒါပြင် English culture နဲ့လည်းအဲ့လောက်ထိဝေးတဲ့သူမဟုတ်ဘူးဆိုတော့ဒါကြောင့်ကျွန်တော်ကတော့ပေါ့နော်နိုင်ငံလေရွေးစင်တဲ့ကိုဝင်တယ်ဆိုတာမျိုးကလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်တိုးတော်လည်းပဲအင်္ဂလန်မှာဆိုလို့ရှိရင်တော့သူ့အတွက်ရွေးချယ်စရာကစားမကောင်းနေအများကြီးပဲ ဒါအရင်ကြီးသူ pressure ပြည်ကြတော့မလို့သေးဘူးဗျာအခုဟာက qualifying ပွဲစဉ်နေသူမရှိလည်းပဲဒီအားတွေကနိုင်မဲ့ပွဲစဉ်နေဗျာဒီလားအင်္ဂလန်တို့ကဒါကြောင့်ပေါ့နော်ဒီ Thomas Tuchel ရဲ့ပထမဆုံးကင်တွင်မဲ့လောက်ဒီမှာသူ3ဘက်နဲ့ပဲကစားမလား4ဘက်နဲ့ပဲသူကစားမလားကွင်းလယ်မှာဘလူးကစားမတွေကိုပို့ပြီးတော့ဦးစားပေးချင်တာလေတိုက်စစ်မှာရောဘလူးကစားမတွေကိုပို့ပြီးတော့သူဦးစားပေးသွားမှာလေဒါမျိုးတွေကကျွန်တော်စောင့်ကြည့်တင်တယ်ပြည်မလားဟို Thomas ဗာလေဒီအဲဝါလက်ထက်တုံးကလိုမျိုးဗျာဟွန်း Gareth Southgate လက်ထက်တုံးကလိုမျိုး ဘယ်လိုပြောမလဲလဲတဲ့လဲထိုက်တဲ့ကစားမားတွေကိုမလဲတာမျိုးတို့နော်နေရာပေးတဲ့သူတွေကိုမပေးတာမျိုးတို့နော်ဟိုအရင်ကြီးသိတယ်မလားနော် PR ကောင်းတဲ့သူတွေကောင်ဆွတ်ဆက်သုံးနေပြီးတော့အရေးချင်းရှိတဲ့သူတွေကိုအရန်ကုန်ထိုင်ခိုင်းထားတာမျိုးတို့ဒါတွေကလုံးဝမဖြစ်တင်ဘူးတော်တော်မဲ့တူချေလက်အောင်မှာအရာတွေကတော့ပြောင်းလဲနိုင်ဖို့လိုတယ်ပြဿနာတစ်ခုကဘာလဲဆိုတော့ကျွန်တော်အရင်ကြီးနာမည်ကောင်းနေတဲ့ကစားမားတွေကိုဘယ်နည်းပြမှန်ခြံခဲ့ရဲလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ အင်္ဂလန်ပြည်သက်တွေသဘောမကျပြီမဲ့လည်းလို့အယန်းကူပီအာကောင်းနေစားမားတွေကဘလို့အချင်းညီမျိုးပဲဖြစ်ဖြစ်တူချေရဲ့အင်္ဂလန်လေးပြည်စင်ရဲ့ပွဲထွက်လူစင်မှာ AECC နဲ့ပါလာလိမ့်ဦးမယ်လို့ကျွန်တော်ထင်တယ်။ဒါတော့ဒါတွေကတော့ဘသူတွေလဲဆိုတာတော့စောင့်ကြည့်ရမှာပေါ့ဗျာ။ဒါအပြင် Albania နဲ့တပွဲတည်းဆိုတာတဲ့ဒီ International Break မှာကျွန်တော်ကစားမယ်ပေါ့နော် Albania, Latvia အဲ့နှစ်ပွဲစလုံးကိုကျွန်တော်စောင့်ကြည့်တင်အဲ့လိုနှစ်ပွဲလောက်ကျွန်တော်ကြည့်မှာ သူရဲ့ပေါ့နော်ကျွန်တော်ဒီဘာလို့ချင်တယ်လဲဆိုတော့ intention ကပေါ်မှာဗျာထပ်ပါတော့ Avelina နဲ့တပွဲလေးဆိုလို့ရှင်လိုအပ်ချက်အရနောက်ပွဲမှာပြောင်းလဲရတာမျိုးအလုံးမဖြစ်ဘူးထင်လို့နောက်တစ်ပွဲမှာပြောင်းလဲရတာမျိုးကြီးကျွန်တော်ကြုံကောင်းကြုံနိုင်တယ်အဲကြောင့်ပေါ့နော် Avelina တို့ Labia တို့ရှေ့ဒီ international break မှာကစားမယ်နှစ်ပွဲစလုံးကိုတတိယချရာစောင့်ကြည့်တင်ပြီးတော့3ဘက်နဲ့ပဲသူဥတည်ပြီးတော့ကစားမလားနော်ဒါမှမဟုတ်4ဘက်နဲ့ပြန်ပြောင်းပြီးတော့ကစားမလားကွင်းလယ်မှာ blue player profile တွေကိုသူအဦးစားပေးတာလဲဆိုတာတွေကိုစောင့်ကြည့်တင်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အင်္ဂလန်အနေနဲ့ကျွန်တော်ဒါဒီပွဲတွေရနိုင်မှာပါ ဒီပွဲတွေကနိုင်မှာပါเนาะမနိုင်ကြတော့အကြောင်းမရှိပါဘူးပြီးရမလားเนาะဟို Thomas Tuchel လက်အောက်မှာဘယ်လိုပုံစံနေလဲဆိုတော့ကျွန်တော်မြင်တွေ့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ England ဟာ Tuchel လက်အောက်မှာအများကြီးပိုကောင်းလာကြလိမ့်မယ်လို့ညီကလို့ထင်ကြလားဆွေးနွေးကြပါဦးအားလုံးကိုချစ်သူများကြီးတင်ပါတယ်